ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေဂျူဆူပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်ဆိုတော့မနေ့ညကမှ Arsenal နဲ့ပွဲစဉ်ပြီးထားပြီးတော့ကျွန်တော်နောက်ပိုင်းမှာလည်းပြောစရာလိုတဲ့အကြောင်းအရာကြီးကျွန်တော်တခြားပြောထားတယ်ဆိုတော့ Kobe Mainu နဲ့ပတ်သက်တဲ့သတင်းလောက်ကလွင်ထူးထူးခြားခြားကြီးတော့အများကြီးကျွန်တော်ဘာမှတော့မရှိသေးဘူးဒါပေမဲ့လို့ Mainu နဲ့ပတ်သက်ပြီးရဲ့ Mainu နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအပြင် ကျွန်တော် comment လေးတွေဖတ်ပြီးတော့ကျွန်တော်ဆွေးနွေးသွားကြပါမယ်အားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ covid menu နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ကြည့်ရမယ်ဆိုရင်ပြရပါခဏလေးပြရပါတော့โอเค Kobe menu နဲ့ပတ်သက်ပြီးတော့ဗောနော်ဆိုတော့ Chelsea အသင်းရဲ့ဘက်က Lamine Nwiyadi အပြောင်းအရွှေ့မှာ Kobe menu ကိုခေါ်ဖို့အတွက်ခြေလှမ်းတွေထပ်ပြီးတော့ပြင်ဆင်လာဖို့ရှိတယ် ။လာမယ့်နေရာဒီပြောင်းရွှေ့မှာသူတို့ရဲ့ကွင်းလေကစားမဖြစ်တဲ့ရိုမီယိုလာပြီးကားကိုရောင်းချပြီးတော့အဲ့ဒီရောင်းချရာကနေရလာမယ့်ငွေကြေးတွေကိုအသုံးပြုပြီးတော့မင်းနူးကိုခေါ်ဖို့အတွက်ချိုးပန်းသွားမှာဆိုတော့အခါကျတော့အဲ့ဒီကစားမဖြစ်သူလာပြီးကားကိုရောင်းချတဲ့နေရာကရတဲ့ငွေတွေကမင်းနူးကိုခေါ်ဖို့အတွက်အထောက်အကူပြုလိုက်မယ်လို့လည်းသူတို့ထင်နေပါတော့ဆိုတော့ပြည်နာကတော့ခိုးပြီးမင်းနူးကိုချက်စီရဲ့ဘက်ကနှွေးမှာရအောင်ခေါ်ဖို့ချိုးပန်းသွားအောင်မယ်ပေါ့ဗျာဆိုတော့ United အတွက်ခိုးပြီးမင်းနူးကိုကျွန်တော်ဆက်ထင်းရေးက တော်တော်ကိုကျွန်တော်တို့အနေနဲ့ဒါအရေးပါတဲ့နေရာမှာပါတယ်။ထူးထူး main new လိုမျိုးအနာဂတ်မှာအများကြီးအသင်းကိုအကျိုးပြုနိုင်တဲ့ player တယောက်ကိုအဲထားပါတော့ကျွန်တော်တို့က project 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 ဆိုတဲ့စကားလုံးတွေပြောနေရင်ဒီလိုလူငယ်ကစားမားတွေဟာ immediate club team မှာစက်ထိန်ထားဖို့ကျွန်တော်တို့လိုတယ်။တကူတော့ရှိတာပေါ့နော်။ main new ရဲ့လက်ရှိကစားဟန်နဲ့ main new ရဲ့ profile နဲ့အမိုရင်းရဲ့လက်အောက်မှာဒီကောင်ဘယ်နေရာမှာကစားရမလဲပေါ့မင်းနူးကတေချာတွေးကြည့်ရရင်အမိုရင်းရဲ့ system မှာလုံးဝအသင့်တော်တဲ့ player မျိုးတော့ဟုတ်မနေဘူး ျွန်တော်စဉ်းစားကြည့်ဗျာ Amorin ရဲ့ system မှာဆိုလို့ရှိရင်ကွင်းလေစန်တကွင်းလေ central midfielder နှစ်ယောက်မှာ defensive midfielder ဖြစ်ကိုဝီမင်းနူးကစားနိုင်လားဆိုတော့လေ defensive midfielder ဖြစ်ကလည်းအဆင်မပြေဘူးသူပေးရပါတော့ကျွန်တော်ပုံကစားမဖြစ်ချပါတော့ဒီကစားနိုင်လားဆိုတော့လေအဲ့လောက်ကြီးဒီအဆင်မပြေပြန်ဘူးကျွန်တော်ကိုဝီမင်းနူးကိုကျွန်တော်အဲ့ဒီနှစ်နေရာမှာကောင်းကောင်းတွေ့ရဖို့ကအင်မတန်ခဲရင်းတယ်ဒါအပြင်အမိုရင်ကလည်းသူ့ရဲ့ system ကိုကစားမတက်ရောက်ထဲနေသူပြောင်းလဲလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ ဆိုတော့ကျွန်တော်ကတော့ဟိုကစားမတစ်ယောက်အတွက် system တစ်ခုလုံးကြီးပြောင်းလဲဖို့မရှိတဲ့အမိုရင်းရဲ့လက်အောက်မှာ central midfielder central midfielder နှစ်ယောက်နေရာမှာလည်းနေရာမရနိုင်ဘူး nero number 10တွေမှာလည်းအဆင်မပြေနိုင်ဘူးဆိုတော့ main new ကိုဈေးကောင်းရလို့ရှိရင်ကျွန်တော်ကတော့လက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောခဲ့တယ်လို့ပဲ covid main new တွေမဟုတ်ဘူးဗျ covid main new ဂါနာချူနှစ်ယောက်ထဲကတစ်ယောက်ကတော့တည်ကြတယ်ဒါမဲ့နေရာဒီပြောင်းရှိမှာရောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်တို့စာချုပ်တက်တဲ့နှစ်နှစ်ကြာမှာတည်တဲ့ covid main new တွေက စာချုပ်တဲ့ကျွန်တော်နှစ်နှစ်ကြံသေးတယ်။ဒါပေမဲ့လို့အတင်းဘက်ကထက်ခေါ်ဖို့ sorry ပါလေကစားမကိုစာချုပ်ချုပ်ဖို့ကျူးပန်းနေတဲ့နေရာမှာကစားမဖြစ်သူရဲ့တာဝန်ရှိသူတွေရဲ့ဘာကပါနော်။ပေါင်တသိန်းခွဲရနေပြီးတော့တသိန်း8000လောက်ကြီးလိုချင်နေတယ်ဆိုတော့တတိနေကလည်းကျွန်တော်တောက်ထွက်ထားတာဆိုတော့အတင်းတွက်ကလူငယ်ကစားမတရားကိုအဲ့လောက်ထိ performance ပါလေဒီအဲ့လောက်ထိငွေကြီးတွေပြီးဘူးကကျတော့အဆင်ပြေတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။သူတို့ပြင်းတော့ကျွန်တော်တို့နေတဲ့ကစားမတွေရဲ့လောက်ခလာစာတွေကိုရှော့ချရင်းနဲ့အကုန်လုံးတန်းညှိဖို့ကြိုးပမ်းနေတဲ့ United မှာ မင်းနူးလိုကစားမမျိုးကစပြီးတော့လာသားတွေအများကြီးစပေးမယ်ဆိုရင် နောက်ကစားမတွေလည်းကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့ပေးလို့ကျွန်တော်ရတော့မှာမဟုတ်ဘူးဆိုတော့ကြောင့်မင်းနူးရဲ့အဲ့အတင်းမှာဆက်ပြီးတော့ထားဖို့ဆိုတဲ့အချိန်ကြီးကတော်တော်ကိုခဲရင်းနေတယ်ချယ်ဆီတို့ဘာလို့ရဲ့ဘက်ကတွေးကြည့်တော့လဲဒီကောင်ဒီအတင်းကဗျာလောက်ခလာစားလဲပေးနိုင်စွမ်းရှိတဲ့နေရာမှာပါတယ်ပြောင်းရွှေ့ကြီးမှာလည်းခုနကပြောသလိုသူတို့ရူမီယိုလာဗီယာတို့ဘာလို့ကိုပြန်ရောင်းပြီးတော့ရလာတဲ့ငွေနဲ့နောက်ထပ်ထပ်ပေါင်းပြီးတော့မင်းနူးကိုကန်လက်မယ်ဆိုလို့ရှိရင်လည်းပဲ ကျွန်တော်လက်လွတ်ကောင်းလက်လွတ်ရနိုင်တယ်ဆိုတော့ဒါချက်စီဘက်မှာကကစားမရဲ့ဘောနောပြောင်းရွှေ့ကြီးအတွက်လည်းသူတို့မှငွေရှိတယ်ကစားမရဲ့လစာအတွက်လည်းငွေရှိတယ်ဆိုတော့ຫນွေရာတီပြောင်းရွှေ့မှာမိန်းနူးတို့ဘာတော့ကိုဆက်ပြီးတော့ထိန်မှုကတော်တော်ကိုခိမ့်မဲ့အခြေအနေတခုကိုကျွန်တော်ကြုံနေရတယ်ညီကတို့ရောဘလူမင်းညလည်းအတင်းမှာ မင်းနူးနဲ့ကာနာဂျိုနှစ်ယောက်ထဲကတစ်ယောက်ကိုကျွန်တော်တို့ဒါလက်လွတ်သွားမယ်ဆိုလို့ရှင်အသင်းရဲ့အနာဂတ်အတွက်ဘယ်လိုဖြစ်လာမလဲကျွန်တော်ကတော့ဟို Ineos တို့ဘာလို့ရဲ့ဘက်ကအသင်းနဲ့ပတ်သက်လို့ရှင်ဟာနော်အနာဂတ် project တွေကဘယ်လိုရှိတာလူငယ်ကစားမတွေကဘယ်ဝရှိတာအများကြီးပြောနေပြီမဲ့အော်ဘယ်လိုပြောမလို့အသက်ရဲ့အသက်ရွယ်ငယ်ရွယ်တဲ့ကစားမတွေအချင်းရှိတဲ့ကစားမတွေအသင်းမှာရှိတဲ့သူတွေကျွန်တော်ရောင်းချပြီးတော့သူများတဲ့ရန်ကစားမတွေပြန်ခေါ်ဖို့ကြိုးပမ်းမယ်ဆိုတာမျိုးကတော့တိတ်တော့အချင်းကြီးမကောင်းဘူးတိတ်တော့အချင်းကြီးမကောင်းဘူးကျွန်တော်ထင်တယ်တကယ်ပြောတာဒီလက်ရှိ main နူးနဲ့ကာနာဂျုံနှစ်ယောက်ထဲကတစ်ယောက်ကတော့

โอเคဆိုတော့ Kobe menu ကတော့စာချုပ်တန်2ဘူးအတွက်တော်တော်လေးတိုင်စာချုပ်တန်2ဘူးအတွက်ပေါ့နော်တိုင်ပတ်နေတယ်ဂါနာချူကကျတော့ဒီပုံစံနဲ့အများကြီးတူးတက်လာမယ့်အခြေအနေမျိုးရှိမနေဘူးဆိုတော့ပြည်သက်တည်းရဲ့ဘာကသဘောမကျကြတော့ဘူးဆိုတော့ဂါနာချူနဲ့ Kobe menu မှာဆိုတော့ Kobe menu ကတော့အသင်းမှာလည်းဆက်ပြီးတော့ရှိကျင်တယ်ဒါပေမဲ့လို့လစာတော့တူးပြီးရမယ်ပေါ့နော်ဂါနာချူကကျတော့ဘယ်လိုပြောမလဲအသင်းမှာသူ့ရဲ့ attitude ပိုင်းတွေကအဆင်မပြေဘူးဗျာနော် Amorin ပြောသလိုပဲဂါနာချူဟာသူရောက်ကြတဲ့ကပြီးခဲ့တဲ့ညအာဆင်နယ်နဲ့ပွဲစဉ်ကသူ့ရဲ့အကောင်းဆုံးခြေစွမ်းပဲ တရားစီလုံးသူတိုင်ပတ်နေတာပေါ့ဆိုတော့ကာနာချူအနေနဲ့တီးတက်ဖို့ကောင်းနိုင်ပါလားမနိညာအပွဲမှာကစားသွားတာတော့ကောင်းတယ်ဒါပေမဲ့လို့ရှေ့ပွဲစဉ်တွေလိုမျိုးလူပေးတဲ့နဲ့လုံးနေမပေးတာလက်ဖွင့်မှာမြန်ထည့်သုံးလို့ရှိရင်ဂျရုံလုံးကြည့်တော့အေဂျာထိတ်ကနေတအောင်းအောင်ကန်ဖို့ဂျူးပန်းနေတာပြလို့ရှိရင်ပေါ့နော်ဝင်းဘတ်ဆာကစားမာရီနဲ့တွဲပြီးတော့မဆော့တာဒိုင်မူရီဟာအများကြီးပြောစရာဖြစ်နေတယ်လူစားလဲလို့ရှိရင်မကြိုက်တာနဲ့ဆိုရှယ်မီဒီယာမှာဟိုဟာတင်တာဘာတင်တာနဲ့ပေါ့နော်ပရိသတ်တွေကကစားမဖြစ်သူရဲ့ attitude ပိုင်းတွေကိုတိတ်မကြိုက်ကြဘူးဗျာ ဆိုတော့အဲ့လိုမျိုးကြောင့်ကာနာချူနဲ့ခူမီနူနှစ်ယောက်ထဲကတစ်ယောက်ကလက်လွတ်ရတော့မဲ့အခြေအနေမျိုးဆိုလို့ရှိရင်ဘသူ့ကိုပို့ပြီးတော့လက်လွတ်တင်လဲဆိုတဲ့အခြေအနေမျိုးတွေကကြုံလာရတာဒါအပြင်ကျွန်တော်ပြောသလိုပဲဒီကစားမနှစ်ယောက်တွေကတစ်ယောက်ကိုလက်လွတ်ဖို့ဂျိုးပန်းတဲ့နေရာမှာဘယ်လိုပြောမလဲဒီဘယ်လိုပြောမလဲကစားမနှစ်ယောက်ကိုလက်လွတ်မယ်ဆိုရင်ရောင်းချရတဲ့ငွေကဗျာကျွန်တော်တို့ရဲ့ pure profit 100% pure profit နော် menu ကိုတန်း60နဲ့ရောင်းရင်တန်း60လုံးကျွန်တော်ကအမြတ်ရမှာအဲ့ဒါဆိုလို့ရှိရင်တန်း60လောက်ဝင်ငွေရှိတယ်အမြတ်ထွက်တယ်ဆိုရင် တန်180လောက်ကျွန်တော်တို့ကအပြောင်းရွှေ့မှာပြန်ပြီးတော့တုံလို့ရတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့တေးကြတယ်သူတို့နှစ်ယောက်တည်းကတစ်ယောက်ကတော့လက်လွတ်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ညီကတို့ညီကတို့အနေနဲ့ဘယ်လိုမြင်ကြလဲလက်ရှိကိုဘီမေနူးနဲ့ကာနာချူပေါ့နော်နှစ်ယောက်တည်းကတစ်ယောက်ကိုလက်လွတ်ရမယ်ဆိုလို့ရှိရင်အသင်းဘက်ကဘသူ့ကိုကျွန်တော်တို့ကလက်လွတ်တင်တယ်လို့ကျွန်တော်ထင်ကြလဲဆွေးနွေးကြပါဦးဆရာသမားကြီး ဆွေးနွေးကြပါအောင်ချစ်သီးများဒီမှာနဲ့မင်္ဂလာပါနိုင်ငံပွဲတွေလာတဲ့အချိန်ကြာလို့ရှိရင်ね game live လွှင့်ပေးဦးเนาะချစ်သီးများဒီမှာနဲ့အခုက game live လွှင့်ဖို့ကလည်းဗျာကျွန်တော်လောလောလုပ်နေတာပဲဥရဏိကကိုဒီနဲ့ဆန်လွှင့်ကြည့်တော့လဲဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့ဗောနော်ဒီဟိုအရန်တိတိတိဖြစ်နေတာဗျာတိလားအဲ့ဒါကြောင့်မလို့ OBS Studio တို့ game streaming တို့ ਨੇ ပတ်သက်ပြီးတော့ကျွမ်းနေသူတွေရှိလို့ရှိရင်တည်တယ်မလားစာလေးပါလေးပြပအောင်ဘာညာဆိုပြီးတော့ကျွန်တော်လိုက်အကူညီတောင်းနေတာကျွန်တော်ကိုယ်တိုင်ကအဲ့ဘက်မှာလက်တိတ်ကျွမ်းကျင်တဲ့ဘက်မှာမပါတဲ့ခါကြတော့ဗောနောအဆင်မပြေဘူးဖြစ်နေတာဗောနောဆိုတော့ဂိမ်းလွှင့်တာကကျွန်တော်လွှင့်ကျင်တယ်တကယ်တကယ်လည်းကျွန်တော်လွှင့်ကျင်တယ်ကျွန်တော်ကိုယ်တိုင်လည်းစော့နေတာစော့မဲ့တူတူတော့လွှင့်တာပဲဗောနောဟိုတခြားဂိမ်းတွေစတိုရီဂိမ်းတွေပါလေစော့ကျင်တယ်ဗျာပြဿနာကခုနကပြောသူပဲဂိမ်းလိုက်လွှင့်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အရင်ရုပ်တန်တွေရုပ်တွေကတအားထစ်နေတာတွေကကျွန်တော်ကြည့်ရသူတွေအတွက်အဆင်မပြေဘူးစော့ရရကျွန်တော်တို့လည်းအဆင်မပြေဘူးဗောနောသိရမလား အဲဘယ်ကစားမှဖြစ်ဖြစ်တဲ့လွမ်းစရာတော့အကြောင်းမရှိပါဘူး။ Okay ပါ။ထိုင်းကနေမြေအပ်ပေးနေပါတယ်။ကွန်နေဟုကျေးဇူးများကြီးတင်ပါတယ်။အဲဆိုတော့အာမကိုက်လို့ရှိရင်တော့တဲ့အတင်းနဲ့ရောင်းချတင်တဲ့ထင်တယ်။ရှေ့ဆက်ကစားကွက်မှာကောင်းလာနေချင်ရှိလာပြီးတော့ယုံကြည်မှုနဲ့ Okay ပါ။ဒီလောက်ဒီလောက်တားတဲ့ဖြစ်နေတဲ့ကစားမကိုရောင်းတာဘာလဲဒီကိုပြေဖြိုးသူကြီးထတာဒီလောက်တားဖြစ်နေကစားသမားကိုရောင်းတာရောင်းလောက်တူအတင်းချင်းအော် Okay နော်မြန်မာစကားမြန်မာလူရေးထတာကိုကောင်းကောင်းမဖတ်တဲ့ဦးပြင်နေပြလားမနော်။ တို့ဘာဘာပြောနေတာလဲမသိဘူးเนาะ Okay အဲပေါင်၈တောင်းဆိုလို့ရှင်တော့မစိုးပြရတဲ့เนาะအဲထက်ကောင်းလာလို့နောက်စာချုပ်မှာတသိန်း၈တောင်းဆိုလို့ရှင်တော့တော်သေးတယ်ဗောနောအဓိကတော့ဗျာဒါကတော့ကျွန်တော်သာကစားမရဲ့ agent ညီကဗောနောဟိုနောက်ဆုံးတော့ကစားမကိုကျွန်တော်ပြောကြတာပဲဘာလို့လဲဆိုတော့ဒါကစားမလေရမှာလေကစားမလေဒါပေမဲ့လို့ဟိုဘယ်လိုပြောမလို့ agent ညီဗောနော agent ညီကရောโอเคမင်းတို့ကြည်အောင်ကွာမင်းတို့မေဆန်မောင်းတို့ကိုကျွန်တော်ခေါ်ထားတယ်ကွာနှစ်သိန်းခွဲလေးပေးထားတယ်ကွာ ဘာမှန်လေအသိအပေါ်မှာအကျိုးပြုတာမဟုတ်ဘူးเนาะနှစ်သိန်းကျွဲပေးထားတယ်လေဒီကောင်လေးဆိုကစားတော့မကစားရဘူးငါတို့ကောင်လေးငါတို့ကောင်လေးရဲ့လူငယ်လေးရှိသေးတယ်ဒါပေမဲ့လို့ဘွန်တော်တို့ကလုတ်ပြနေပြီနိုင်ငံလက်ရွေးစင်တွေဘာလေးလည်းဖြစ်နေပြီမီဆန်မောင်းလိုမျိုးဘာမှမလုပ်နိုင်မင်းနဲ့ injury ပြဿနာတွေနဲ့ဒါကြောင့်လုံးပဲနေရတဲ့သူတော်မှာနှစ်သိန်းကျွဲရတယ်ဆိုရင်ငါတို့လူငယ်ကစားမားလေးကလည်းအဲ့လောက်တော့ရတဲ့နာပဲဆိုပြီးတော့ဒီကောင်လေးကလည်းတွန်းမှာပဲတိလာနော်တွန်းမှာပဲဘာလို့လဲဆိုတော့စာချုပ်နဲ့ပတ်သက်လို့ရှိရင်ဗျ၄၅နှစ်ချုပ်ကြတယ်ဆိုတဲ့အခါကျတော့ အဲစာချုပ်မှာအမှန်ကန်ဆွေးနွေးကြမှာပဲเนาะရဖို့အတွက်ကအဲအကြောင်းပေါ့เนาะကျွန်တော်တို့ဘယ်လိုပြောမလဲ United ရဲ့ဘက်ကလည်း okay ငါတို့ကလည်းလူငယ်ကစားမတက်ရကိုတလောက်နေတော့တူးပြီးလို့မဖြစ်တော့အဆင်မပြေသေးဘူးသိတယ်မလားတကယ်တွေးကြည့်ရင်ဘယ်လောက်လုံးတန်မှာတော့ဘလောက်တန်မှာတော့ဆိုတော့ခုနကလိုမျိုးဟာမေဇန်ပေါင်းလို့ကြတော့ရနေတာဒါအသင်းဖြင်းလို့ဖြစ်သွားတာဗျာသိလားအသင်းဖြင်းလို့ကျွန်တော်ဖြစ်တာဆိုတော့အသင်းကသူတို့ဖြင်းခဲ့တယ်သူတို့မှားခဲ့တဲ့အရာတွေကိုကျွန်တော်ကပြန်ပြင်ဖို့ကြိုးပမ်းနေတာရပြန်ပြင်ဖို့ကြိုးပမ်းနေပြီးတော့အစ်စ်ချုပ်မဲ့ဆာရုပ်ကစားမားတွေကိုကျွန်တော်ကလစာတွေအများကြီးတူးပြီးတော့မပေးသင့်ရင်မပေးဘဲနဲ့ တို့ကအမှန်ကန်ပြင်ဖို့ကြိုးပမ်းနေတာအာငါတို့ကောင်တွေကတော့လွယ်ဝေးစင်တွေပါနေဖြစ်လာပြီနော်အမင်းတလောက်တော့ရသင့်နေထင်နေဘာညာပြောနေတာမင်းဂျော်ဒန်ပစ်ဖို့လွယ်ဝေးစင်ဖြစ်တာမင်းမင်းအဲ့လောက်ရလို့လားဟုတ်ဟုတ်တယ်မလားနော်နော်လွယ်လွယ်ဝေးစင်ဖြစ်လို့ပြီးရမယ်ဆိုရင်ပြတည်တယ်မလားဟိုဒါမှမဟုတ်လေလို့ပေါ့နော်ခုနကပြောလို့ပဲကစားမားကတော့ तू က agent နဲ့ဆိုတော့ तू agent ကတော့ကစားမားတော့ဒါဗျာဘယ်လိုပြောမလဲသူတို့ကိုယ်တိုင်ကစားမားတွေကလှုပ်လှုပ်လို့မရှိဘူးကိုပြီးလို့ရှိရင်သူသူ့ရဲ့ agent ကလည်းတော်တော်တော်တဲ့နေရာမှာပါတယ်ဗျာနော်နာမည်ကြီးကစားမားတချို့ကိုကင်ထားတာဘာညာနဲ့ဆိုတော့ညောင်လိုက်ကြည့်ရင် โอเคမင်းတို့အကယ်လို့တိုးမပြီးလို့ရှင်ငါတို့လည်းတခြားအသင်းကိုကြောင်းကောင်းပြောင်းမှာပဲဆိုတော့ပုံစံမျိုးလေးလိုင်းလာမှာပေါ့နော်ကစားမှာလာစားများများရလीသူတို့ရဲ့ agent တွေကအကျိုးမြတ်များလीပဲဆိုတော့သူတို့လည်းပဲလာစားများအောင်လို့ရအောင်တောင်းကြမှာပဲကျွန်တော်တို့ထင်နေပြသည်လားဒီအချိန်မှာပေါ့နော်ကျွန်တော်တို့ရင်းတဲ့နဲ့ကစားမှာကိုရင်းရမှာပဲဘာလို့လဲဆိုတော့အသင်းကအရာအလုံးကိုအစကနေပြင်ဆပ်ပြီးတော့ပုံစံကောင်းရအောင်ကျူးပန်းနေတဲ့အချိန်မှာနော်တည်တည်ချာချာ structure ကောင်းတစ်ခုကိုတည်ဆောက်ဖို့ကျူးပန်းနေတဲ့အချိန်မှာရင်းတဲ့ရင်ကျွန်တော်ရင်းရမှာပဲ ရင်းတင်ကျွန်တော်ရင်းရမှာပဲမဟုတ်လားတခြားကုအသင်းမှမဟုတ်တခြားအသင်းမှဆိုလို့ရှိရင်အဲ့လိုရင်းခဲ့တဲ့ကစားမတွေကျွန်တော်ရှိတယ်အသင်းရဲ့ structure မတိဘယ်လိုကြီးမပြတ်ဖို့အတွက်ဗျာအလုံးတီတီငင်ငင်ရှိဖို့အတွက်အဲ့လိုရင်းခဲ့တာတွေကျွန်တော်ရှိတယ်ကျွန်တော်ဆောင်းတော့ကျွန်တော်ကြည့်ရမှာပဲเนาะနောက်တစ်ချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအဲပုတ်ပေးထားကြတဲ့ညီကိုတွေကကျွန်တော်တို့ဒါ150ကျော်တယ်ကာနာချူကိုလက်လွတ်ချင်တဲ့သူတွေက33ရာခိုင်နှုန်းပဲရှိပြီးတော့မိန်းနူးကိုလက်လွတ်ချင်တဲ့သူတွေက69ရာခိုင်နှုန်းကြီးကျွန်တော်ရှိကြတယ်ကျေးဇူးများကြီးတင်ပါတယ် အတင်းအတွက်ကတော့တဲ့အတင်းအတွက်ကြော့ပြားတဲ့လောက်လောက်လာလာမရှိပဲနဲ့တဲ့လူကျင်တာကြော့မူးလီလာမြော်နေတာရဲ့เนาะအဲအဓိကတော့ဗျာเนาะအဲ့လိုအဲ့လိုတော့ဘာလို့ပေါ့เนาะ menu ကသူ့ဟာနေသူကောင်းပြီးသားပါရှေ့ရသေးတယ်မှာเนาะ menu ကသူ့ဟာနေသူကျွန်တော်ကောင်းပြီးသားပါဒီရဒီမှာသူ injury ပြဿနာနဲ့လုံးပန်းနေရအတင်းကိုယ်တိုင်လည်းတိုင်ပက်နေတယ်ဆိုတော့เนาะအတင်းအတွက်လောက်လောက်လာလာဖာညာတကယ်နဲ့တော့သူကောင်းပြီးသားပါမကောင်းမင်းနဲ့သူလည်းပဲနိုင်ငံလက်ရွေးစင်နေပါတယ်ရွေးချယ်ခံရတဲ့အကြောင်းမရှိပါဘူးပြဿနာကမင်းခဏကောင်းယုံလောက်နေဗျာဒီလားเนาะခဏလောက်ကောင်းပြယုံလောက်နေ အချိန်ကြီးရငါတို့ကအဲ့လောက် GDP ပေးလို့မဖြစ်ဘူးလေသိတယ်မလားနောက်ကြောင့်အတင်းဘက်ကတော့ဒါကြောင့်ကျွန်တော်ပြောတာကာနာချိုးနဲ့မင်းနူနှစ်ယောက်တည်းကတယောက်ကတော့လက်လွတ်လိမ့်မယ်လို့ထင်တယ်ချယ်ဆီရဲ့ဘက်ကလည်းသူတို့ခေါ်ကျင်နေတာဆိုတော့ဘယ်သူမှတော့မရောက်သင့်ပါဘူးပြားတယ်နော်โอเคအတင်းကအချိန်ကြီးရရောင်းလို့ရောင်းအောင်ပါပါအတင်းရဲ့အချိန်ကြီးရကခုနကပြောလို့ပဲအတင်းအချိန်ကြီးရကရောင်းအောင်ပါပါနော်အခုတည်းဒါက Ineos တို့ရဲ့ရောင်းချခြင်းလို့ဒီတနေ့လွှင့်လာလေဖြစ်နိုင်တယ်เนาะကျွန်တော်ခုနကပြောသလိုပဲ ကျွန်တော်ရောင်းမှာပါအတင်းပါကနော်ကျွန်တော်ရောင်းဖို့လိုနေတာငွေရှာဖို့ကျွန်တော်လိုနေတာအတင်းမှာကဖလားတွေပါတယ်ဟုတ်တိပတိမရဥရောပဝင်ခွင့်နေပေါ့နော်အမြဲတမ်းဒီပါမရကိုဗစ်ကစားလို့အခုချိန်ထိရှုံးနေပေါ်နေတယ်ဆိုတော့အခါကျတော့ငွေရှာဖို့နော်ကျွန်တော်ကကြိုးပမ်းနေတာဆိုတော့ကစားမားတွေရောင်းတာတနည်းပဲရှိတယ်ကျန်တဲ့ကစားမားတွေကိုရောင်းနေဆိုလို့ရှိရင်အမြတ်ကအလောက်ထိရချင်မှရမှာဒါပေမဲ့ Academy တွေ player တွေဘာတွေကိုရောင်းတဲ့အခါကျတော့အမြတ်ကယာကိုင်းတော့100%နီးပါးလောက်ထိကိုရတာဆိုတော့ကြောင်းရအောင်ရောင်းဖို့သူတို့ကြိုးပမ်းနေတာပါ အတင်းမားတဲ့ဘာမှအာမကိုပဲနဲ့တဲ့ main new တန်း60ကျရလို့ရှိရင်တော့တဲ့နော်အဲရောင်းပြီးတော့တဲ့ Ederson တို့ဘာလို့ပြန်ခေါ်လိုက်တင်နေရတဲ့နော်အာကိုအတင်းမားအာကိုရမှာနော်ကစားမအစ်တီကလည်းဗျာအာကိုရမယ်လို့ထင်ပြီးတော့တည်ရမလားခေါ်ပြီးတော့အတင်းမားအလုံးမဖြစ်တဲ့သူတွေလည်းအများကြီးပါနော်အတင်းဘက်ကဒီကစားမအတွက်ပေါ့နော်အဒီကစားမခေါ်ကစားမအစ်စ်ခေါ်မယ်ဆိုလို့ရှိရင်ဒီကစားမအစ်စ်ကလက်ရှိကိုသွားနေတဲ့ profile နဲ့ဒီကစားပုံနဲ့ကန့်ညီတဲ့ကစားမမျိုးလားပါညာအဲ့လိုပါရှိသေးတာကစားမအစ်စ်တိုင်းကအဆင်ပြေမယ်လို့လည်းကျွန်တော်ပြောလို့မရပါဘူးနော် အကယ်လို့ကစားမအစ်တတိုင်းသာအဆင်ပြေနေလို့ရှိရင်ကျွန်တော်တို့အသင်း15ရောက်နေတဲ့အချိန်မရှိဘူးဗျာဟုတ်တယ်မလားနော်ဆိုတော့ဟိုဒီလူကိုရောင်းပြီးတော့နော်အိုလူကိုခေါ်အဲ့ဒါဆိုအဆင်ပြေတယ်ဗျာပုံသေးတော့တွေးလို့မရဘူးပုံသေးတော့ကျွန်တော်တွေးလို့မရပါဘူးလောက်ခလာသာ8000လောက်လည်းညှိရလို့ရှင်တော့ဗျာလဲမီနူကိုဆက်ထားတင်နေတင်နေတဲ့ခန္ဓာချိုကိုလက်လွတ်ပြီးတော့တယ်နော်8000နဲ့တော့ရမယ်မထင်ပါဘူးနော်ကျွန်တော်စာချုပ်တရံကလည်းနှစ်နှစ်လောက်ကျန်သေးတယ်ဆိုတော့သူ့အေဂျင့်တွေကလည်းငွေကိုတည်တယ်မလားအတက်နိုင်ဆုံးသူတို့ရအောင်သူတို့လုတ်ပြီးနေကြတာဗျာအေဂျင့်တွေကပြဿနာပဲတယ်နော်အဲ ဒီဒီဘေးကမှာကအကုန်လုံးကအေဂျင့်တွေပဲသွားကြတာဗောနော်အကုန်လုံးကအေဂျင့်တွေပဲသွားကြတာခန္ဓာချိုးရောမေနူရောရောင်းတင်နေတယ်နော်ကစားမားတွေရဲ့စိတ်တက်တီကကောင်းနေတယ်လို့မထင်ဘူးများတယ်နော်နှစ်ယောက်စလုံးကိုရောင်းလို့ရှိရင်တော့တန်တရာတော့မရလို့ထင်တာပဲတယ်နော်တန်တရာရအောင်ရောင်းကိုရောင်းတင်နေပြီနော် okay အင uh, ်္ဂလိပ်ကစားမားတွေကတဲ့ဘာကောင်နေမှန်းကိုမသိဘူးတဲ့เนาะအာဒါအေဂျင့်နေနေဆိုင်ပါเนาะအေဂျင့်အေဂျင့်နေနေဆိုင်ပါတယ်เนาะ okay injury ဖြစ်ပြီးတော့တဲ့လာစားအဆမတန်တူးတောင်းနေတယ်ဗျာတဲ့ဘလို့မှအဆင်ပြေတယ်လို့မထင်ဘူးတဲ့ ဆိုတာကတော့ဗျာတဲ့ကစားမတွေက consistent မဖြစ်ပဲတဲ့ဒီပွဲကောင်းရှစ်ပွဲတိုင်ပဲနောက်ပွဲကောင်းတိုင်ပဲနေတာတဲ့ Bruno Ucardi delay တို့တော့မှတစ်ခါတလေတိုင်ပဲနေတာနော် okay ပါဒိုလီကလုံးလို့ဘာလို့လဲကောင်းနေရောင်းပြတယ်စင်မပြေဘူးတဲ့နော်အနာဂျူက United level မရှိဘူးတဲ့ရောင်းတင်တယ်လို့ထင်တယ်တဲ့နော်အားပြကျွန်တော်တို့လက်ရှိအသင်းမှာက United level ရှိတဲ့ကစားသမားကခက်ရှားကြပါဖြည်းဖြည်းချင်းနဲ့ကျွန်တော်တီဆောက်ယူရမှာပါနော်ပြည်ထနာကလူငယ်တွေကိုရောင်းမယ်ပါညာဆိုလို့ရှင်လည်းပဲပြည်သက်ကလည်းမင်းမကြိုက်ကြဘူးတိလား เนาะဟို popular မဖြစ်ဘူးပေါ့ဗျာเนาะတခုရှိတယ် Ineos တို့ဘာလို့အနေနဲ့ popular ဖြစ်မဖြစ်ကိုသူတို့စောင့်လို့မရအောင်ရောင်းတင်တဲ့ကောင်တွေကိုရောင်းလက်လွတ်တင်တဲ့ကောင်တွေကိုလက်လွတ်အဲ့လိုသွားမှကျွန်တော်တို့ဖြစ်မှာ main ကားတဲ့စာချုပ်တက်မတူဘူးဆိုလို့ရှိရင်တော့ဒီຫນွေမှာလက်လွတ်လိုက်တင်နေတင်နေတဲ့နောက်နှစ်ဆိုလို့ရှိရင် free ဒါမှမဟုတ်ဈေးနည်းနည်းပဲလက်လွတ်ရမှာဆိုတော့အမှန်ပါပဲเนาะအပန်းပါပဲစာချုပ်ကနှစ်နှစ်လောက်ပဲကျွန်တော်တို့ကျန်တော့တာ ခန္ဓာချူကပြားတဲ့ပြိုင်ဘက်ခံစစ်ကိုဒုက္ခပေးနိုင်ပေမဲ့တဲ့အပိုင်အခွင့်အရေးတွေကိုတော်တော်ဖြုံးနေတယ်မှာပါတယ်တဲ့နော်တူတက်မှုရှိမလားဘူးဆိုလို့ကျွန်တော်အဆင်မပြေတော့ဘူးနော်နှစ်ကောင်လုံးကစိတ်တက်နေမကောင်းပါဘူးโอเคပါအဲမနေ့ကကန်တဲ့ပုံစံတိုင်းဆိုလို့ရှိရင်တဲ့ခန္ဓာချူကကောင်းပါတယ်ဗျာတဲ့နော် ပြဿနာကဗျာအဲ့လိုခြေသွမ်းမျိုးကကျွန်တော်ဘဏ္ဍခါတွေ့ရမလဲတရားစီမာလေးကြည့်တယ်မလားဟိုသူတယောက်တည်းတော့မဟုတ်ပါဘူးကစားမနေလို့လို့ပဲခုနကဘရဒါတယောက်ပြောလို့ပဲကစားမတွေက consistent မဖြစ်ဘူး mmoring ပြောတာကြည့်ပါလား သူရောက်ခရေကလာဟာကာနာချိုရဲ့အကောင်းဆုံးပွဲပဲတာကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဘလောက်ဒီကာနာချိုတိုင်ပက်တယ်လဲကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်ဟမ်ဆိုတော့အစမပြေဘူးဗျာကျွန်တော်တို့ကဟိုကစားမားတွေကိုအားကိုးရတဲ့နေရာမှာသူတို့တွေက consistent ဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းပြတဲ့ခြေသွင်းတွေရှိမှပွဲတိုင်းအားကိုးလို့ရမှာနော်တက်ပွဲတရားစီလုံးနေမှာ၄ပွဲလောက်ပဲတိုင်ပက်တယ်ပြဿနာမရှိဘူးဒါမြတရားစီလုံးညီမ၄ဘွဲ့လောက်ပဲကောင်းနေဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့ကဟိုကွင်းထဲမှာကစားမ၁၁ယောက်ထည့်လိုက်ပြီးဆိုလို့ရှိရင်ကစားမ၁၁ယောက်လုံးကအားကိုးရတဲ့သူတွေဖြစ်နေမှာ အရာအလုံးအချင်းကြီးကောင်းပါအခုကကိုအတင်းကစားမတွေကတော်တော်များများကတိုင်ပက်ကြတဲ့နေရာမှာပါတယ်ဆိုတော့အပိနေပါတယ်เนาะဦးနနာကူပါရောင်းခိုင်းပြရမှာโอเคခြေသမားတွေမှာလည်းကိုစင်ကိုရောเนาะနှစ်ယောက်စလုံးကရောင်းပြရတယ်เนาะကလီပါလေးလက်တင်နဲ့ရက်ဖူလက်တင်နဲ့ကောင်းဘာမှလုံမရဘူးတင်နေတယ်เนาะ rest man white land ကိုလည်းအရန်မျောလင့်ထားခဲ့တယ်မှာပါတယ်တဲ့အခုတော့သူ့ကိုလက်လွတ်တင်ပြီလို့ထင်တယ်โอเคပါအဲကျွန်တော်ကတော့အတင်းဘက်ကလက်လွတ်မယ်လို့မထင်ပါဘူးဘာလို့လဲဆိုတော့တန်း80လောက်ထိ investment လုပ်ထားပြီးတော့အတင်းဘက်ကလည်းအကုန်တိုင်ပက်နေတယ် ဒေတာအချက်လက်တွေကကြည့်လို့ရှိရင်လည်း Resmen Highland ဒီဘောလုံးတွေဘာတွေတိတ်မပြေးကြဘူးဆိုတဲ့ပုံစံဒီမြင်နေရတော့ကျွန်တော်ကတော့အသင်းဘက်ကတော့ဗောနော်ဆိတ်ရှိချင်းနောက်တရာဒီလောက်တော့ Resmen Highland ကိုထပ်ပြီးတော့ထားအောင်မလို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ Resmen တို့ဘာလို့ဗောနော်60တို့လက်လွတ်မဲ့တွေမှာပါမယ်လို့ကျွန်တော်မထင်ဘူးဗောနော်အမိုရင်းရဲ့လက်ထက်မှာတော့ကိုဗီမင်းနူးကကစားတာတိတ်အဆင်မပြေဘူးတဲ့ခုလက်ရှိကမင်းနူးထက်ကာနာချူကပိုကစားတာအဆင်ပြေတယ်ထင်တယ်တဲ့အမိုရင်းလက်ထက်မှာ အဲနောက်ဆုံးကအဆင်ပြေမနေပါဘူးတကယ်တွေးကြည့်ရင်เนาะကာနာကျူတော်မှမင်းညားလောက်ပဲကျွန်တော်တို့ကောင်းတာဗျာတည်တယ်เนาะအဆင်မပြေဘူးโอเคဘရိုကန်တဲ့အတင်းမှာကန်ညို့ဗျာခေါ်ပါလာတယ်အဲကျွန်တော်တို့အတင်းကကျွန်တော်ကခေါင်းဆောင်မဟုတ်ဗျာเนาะကျွန်တော်ကဟိုစီစဉ်နေသူမဟုတ်ဘူးဆိုတော့ကျွန်တော်ကျွန်တော်ခေါ်လို့မရဘူးတည်ရမယ်เนาะပြီးရင်လည်းဗျာအခုကကျွန်တော်ကကန်မနေဘူးဗျာเนาะကျွန်တော်တို့အတင်းကကန်မနေဘူးကျွန်တော်တို့မှဒီမှာဒီမှာကျွန်တော်တို့ဒီချင်းမိုင်မှာပြိုင်ပွဲမြန်မာတွေပြိုင်ပွဲလုပ်ကြတယ်မြန်မာတွေတီးတဲ့ပြိုင်ပွဲလုပ်ကြတယ်ကျွန်တော်အသိမရှိဘူးအသိမရှိဘူးတကယ်ကြီးတယောက်ကအဲ့မှာခေါ်လို့ တို့အတင်းမှာဟိုတွက်ကန်တာဒါပဲသူတို့ကဘယ်လိုပြောကျွန်တော်အတင်းဝင်လို့မရဘူးမြန်မာတီးတန်းဘာညာသူတို့အလုပ်လုပ်ထားတဲ့ခါကျတော့ကျွန်တော်အတင်းကတော့ကျွန်တော်ဥဆောင်တော်မဟုတ်တော့ကျွန်တော်ခေါ်လို့မရဘူးဆက်သမားရေနော်မင်းတို့ရောက်ပြီးတော့မင်းတို့ free agent နဲ့ခွန် free agent တော့မရဘူးဆက်သမားတန်း80လောက်မှရမယ်နော်တန်း80လောက်မှရမယ်နော်ကျုပ်ကလည်းလောက်ကျွတ်ရမယ်သူတွေရှိတယ်လေမေတို့ရီးသားတို့မိသားစုတို့အင်းမင်းလက်ကဘယ်လာမလဲကိုချီသွန်းလူချင်းတော့မင်း free 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 တော့မရဘူးဒီလားတန်း80လောက်တော့နည်းနည်းစဉ်းစားမယ်တပတ်ကို3000 9000ခွဲလောက်နဲ့လေ နွေရာဒီမားတဲ့လူရောက်ပြီးတော့ရလာတဲ့ငွေနဲတဲ့ဘရူနိုနီယာကိုဆက်ခံနိုင်မယ်ကွန်းလေးကိုဝေရမှာပြားတဲ့လောလောဆယ်မှာကျွန်တော်တို့ဘရူနိုနီယာကိုခဏမေ့ရုံကျွန်တော်မျက်နှာရှင်းရှင်းလေးရေငွေတက်နိုင်နေသလိုရှိရင်ကျွန်တော်တို့ကခေါ်ရမှာဒါပေမဲ့ဘရူနိုနီယာခဏမေ့ရုံဒီလားနော်ဘရူနိုနီယာခဏမေ့ရုံနံပါတ်10လို့နေရိုးနံပါတ်10မှာဘသူဘသူကစားမလဲအခုဒီဒီလူတွေနဲ့လောက်တယ်လို့ထင်လားတိုက်စစ်ကရောဒီလူတွေနဲ့လောက်တယ်လို့ထင်လားဝင်းဘတ်စ်ကရောဒီလူတွေနဲ့လောက်တယ်လို့ထင်လားခန်စစ်ကရောဒါနဲ့နေကျွန်တော်လောက်တယ်လို့ထင်လားဂိုးသမားကရောဒီလူနဲ့လောက်တယ်လို့ကျွန်တော်ထင်လား ်ဖာနဒက်စ်နေရာကိုအရင်ဆုံးမေ့လိုက်ပြတည်တာနော်ဖာနဒက်ကဒါပါတော့သုံးလို့မရတော့ဘူးဆိုလို့ရှိရင်တော့မင်းနောက်တရာဒီကရာသေးတယ်ဒါသေးကြတယ်တနည်းနည်းတစ်ချိန်ချင်းတော့ကျွန်တော်တို့ဒါအစားအထူးအမှာပဲလေဖာနဒက်စ်နေရာကဖာနဒက်စ်မှမဟုတ်ဘယ်သူနေရာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါအစားအထူးအမှာပဲပြဿနာကလည်းတော့တင်မှာကျွန်တော်တို့နေရာဖာနဒက်စ်နေရာကိုအစားထိုးဖို့ကပြဿနာဖြစ်မနေဘူးအဲ့ဘေးပက်လည်းဘေးပက်ပက်လည်းမှာမင်းဆယ်ရောင်လုံးကပြောင်းအောင်မဲ့အချိန်မျိုးဖြစ်နေတာဒါဘလို့မှအချိန်ကြီးကောင်းမနေဘူးသိလားကွင်းလယ်မှာကဖာနဒက်ကစားနေလို့အဆင်ပြေတယ်လို့ပြောတော့လိုပါတယ်ကျွန်တော်တို့ကွင်းလယ်မှာ ဘောလုံးနဲ့အတူဆွဲပြေးမဲ့ကစားမားတွေနော်ပြီးလို့ရှိရင် press resistant ဖြစ်တဲ့ player တွေလိုတာပဲဒါမှမဟုတ် Fernandez နေရာကိုအစားထိုးဖို့ဆိုတာကလည်းပေါ့နော်တခြားကျွန်တော်တွေငွေရှိရင်တော့ခေါ်ဗျာကောင်းနေဟုတ်တယ်မနော်လူများလေးပူကောင်းနေပဲဒါမှမဟုတ်အသင်းကတိတက်ပူပြီးတော့အာယုံဆက်ပြီးတော့အာဖီယာမဲ့နေရာတွေကျွန်တော်ပူပြီးတော့အများများပြီးသားပါဆိုတော့အဲတခြားနေရာတွေပဲကျွန်တော်အမှန်ကန်ကျူးပန်းတင်တယ်အင်ဂျယ်ကူမက်စ်နဲ့တဲ့နော်အဲဒေးဗစ်ကိုရအောင်အလွတ်နဲ့ခေါ်တင်တာတဲ့နော်အဲဒေးဗစ်ကဒေးဗစ်ကဘာလို့ပြောတာလဲမသိဘူး Okay ကာနာချိုရောမင်းနူရောပြားတယ်ရောင်းနေနော် green wood ပြန်ခေါ်ပေးတယ်ဆရာသမားကြီး green wood green wood အားပေးခြင်းနဲ့သူမာစိလိုက်သွားပါနော်အတင်းမှာအဲ့လိုအဲ့လိုမျိုးကြီးကျွန်တော်ထားလို့မရအောင်နော် green wood အားပေးခြင်းမာစိလိုက်သွားကာနာချိုကိုပြားတယ်ညာချမ်းမှာပဲထားကစားမှာတဲ့ဘဲချမ်းကိုသူ့ကိုနော်ခြေဦးမလဲခိုင်းနေတယ်နော်အဲ့နော်တဖုံဖုံကန်ပါသလိုလားလူမပြေးပဲနဲ့နော်သူကလည်းဘဲချမ်းမှာရောက်လို့ရှိရင်သူကလည်းတဖုံဖုံကန်နေတာပြားတယ်နော်ဟိုလေဦးချိုးဝင်လာတယ်ပြီးကန်မယ်လေဦးချိုးဝင်လာပြီးကန်မယ်ဆိုအဲ့လိုလုပ်ချင်တာညာချမ်းမှာကျတော့သူကညာချီတန်တဲ့ကစားမှာဆိုတော့ သူရဲ့ဦးစားပေးရကံဖို့မဟုတ်တော့သူကံရဘယ်နဲ့ပဲကံလို့ရမှာလေဘာ traveler မှလည်းမကံတတ်ဘူးမလားဆိုတော့ညာချင်းကိုထားပြီးတော့သူ့ကိုမင်းအလဲမှာချိုးပေးဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တွားခိုင်းရမှာ Okay အဲဆိုတော့เนาะအခုလေ United မှာလည်းဂါနာချူတကောင်နောက်ပဲတိုက်စစ်မှာအကောင်းဆုံးရှိတာတဲ့เนาะ Okay ကိုသမားရောမချင်းဘူးမချင်းတင်ဘူးလို့ထင်လာတယ်ဆရာမကြီးကိုသမားလည်းတော့နေမရပါဘူးသူများကိုသမားတွေဘာတွေလုပ်ပြသွားတယ်သိရမလားเนาะမရပါဘူးဒါမျိုးလို့ ဟိုအသင်းဘက်ကငွေမရှိဘူးဗျာငွေမရှိတော့ကျွန်တော်ထင်ပါတယ်လာမယ့်ຫນွေမှာအလွန်ဆုံးဝင်တဲ့၄ယောက်ပဲအဲ့ထက်မပိုဘူးဗျာတိလားအ၄ယောက်တော့မှမင်းတယောက်ကိုတန်း60တန်းလောက်မျှော်လင့်မနေနဲ့နော်15တန်းတန်း20တန်းတန်း30တန်းလေးတွေယောက်လာမှာအသင်းကအဆင်မပြေဘူးတိလားနော်ဖြစ်နိုင်ပိုင်းရှင်နေပါရောင်းကျင်နေပါဒီကောင်လေးအဆင်မပြေဘူးနော်ပိုင်းရှင်တွေပါရောင်းအောင်ပါပြည်တနာကတော့ပိုင်းရှင်ပိုင်းရှင်တွေပါရောင်းအောင်ပါနော်ကိုမင်းညလည်းကိုကိုပြည်သက်တွေဆန္ဒတွေပြနေကြတာဂလီစာအနေနဲ့သိရမလားနော်အသင်းကိုယာတော့ပြေးရောင်းချဖို့ပေါ့သိရမလားဘာတွေဆက်ပြီးတော့ဖြစ်လာအောင်မနေတော့မသိဘူးပေါ့နော် ကဲဆံသမားရေနော်ဆိုတော့အာလော်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 တင်မှာဆိုရင်ကျွန်တော်ကြည့်နေတဲ့ညီကိုဒေတာ400နီးပါးရှိပါတယ်တယောက်ချင်းစီတန်ကိုခြေသူများကြီးတင်ပါတယ်ဒီနေ့ညညနေပိုင်းမှာပါးတွေထပ်ပြီးတော့တရင်နေရလာမလဲကျွန်တော်ကြည့်ပြီးတော့မနေ့ပြန်ဟို9နာရီပဲနော် live 9နာရီမှာနော်ကျွန်တော်တို့ဒါထပ်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ဘောလုံးပွဲမရှိတဲ့ချိန်ကြီးအရင်ကြီးညစ်နေတဲ့ဘောလုံးပွဲမရှိတဲ့နေ့ဒီမှာတော့တက်နေတယ်များ live တွားဖို့တော့ကြိုးပမ်းနေတာပဲနော်ညစ်နေတဲ့ပွဲဒီမှာ live ရှိဟိုဘာလဲဘောလုံးပွဲတွေရှိတယ်ဆိုရင်လို့ရှိရင်အဲ့ချိန်ပါညာနဲ့နောက်နေ့ကမနိုးတော့ဘူးဆရာကြီးအေးလား ဆိုတော့အဲကြောင့်မနေ့ပြန်ကြလို့ရှိရင်ကျွန်တော်တို့က9နိုင်မှာပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်